အားလုံးပဲမင်္ဂလာပါနော်။စာရေးဆရာကြီးချက်ကလေးရဲ့မက်ဆက်တေးတို့ရဲ့တုံးတောင်ဝင်နေမည်ဆိုတဲ့စာအုပ်လေးရဲ့အပိုင်းနှစ်ကိုဆက်ပြီးဖတ်ပြပေးမယ်နော်။ယောက်ျားတွေဟာကြီးရငယ်ရမဟုတ်ပါဘူး။တုံးတာကတော့တုံးတာကြီးပါပဲ။ကိုပွေလူလူယောက်ျားကြီးကတော့တုံးမတော့မောင်စိုးမြင့်ထိုက်လို့လူငယ်လေးတုံးတာမဆမ်းပါဘူးလေ။မောင်စိုးမြင့်ထိုက်ဆိုတာက မတ်ရှက်တေးကအမကြီးလိုခင်မင်းနေတဲ့အမျိုးသမီးကြီးတယောက်ရဲ့သားပေါ်ဆောင်းမွေးပွဲတွေပြီးတော့သူ့မယားထုံးစံတိုင်းဗေရင်မေးထွက်တာကိုမတ်ရှက်တေးကိုပါခေါ်လို့မတ်ရှက်တေးကလည်းအပြင်းပြေလိုက်သွားပါတယ်ဗေရင်ဆရာစီရောက်တော့တယောက်ပြီးတယောက်ဗေရင်ကြည့်ကြတာပေါ့လေဗေရင်ဆရာကလည်းဓာတ်ရိုက်ဖို့လိုတယ်ထင်ဓာတ်ရိုက်ဆရာတွေပြော့ပြတယ် မရှက်တေးကားတော့ဘေးရင်ကိုအပျော်ကြည့်ရဆိုးတော့ဓာတ်တွေဘာတွေရိုက်ဖို့စိတ်ဝင်စားပါဘူး။မောင်ဆိုးမြင့်ထိုက်လှဲလဲရောင်းရောကောင်လေးကဘေးရင်ဆရာရှေ့မှာကြုံညုံကလေးထိုင်လိုက်တယ်။ဘေးရင်ဆရာကဘာမှမပြောရခင်။သူကကောက်ခွန်ငင်ကားနဲ့ဒီမှာခမညာဂျပန်ပြည်ရဲ့မြို့တော်ကိုလန်တန်ဖြစ်သွားအောင်ဓာတ်ရိုက်ပေးစမ်းပါလို့ပြောတယ်။သူ့မိကလည်းအားအသင့်မီ ဟဲ့ဟဲ့နင်ဖာရီဒိတ်ရဲ့ခိုင်းနေရလဲလို့ဝင်းပြောတယ်။အဲ့တော့မောင်စိုးမြင့်ထိုက်ရသူ့အမေကိုမျက်လုံးပြူးကြည့်နဲ့ပြန်ကြည့်ရင်"အိုးအမေကလည်းစာမေးဝဲထဲမှာကျွန်တော်အဲ့ဒီလိုဖြေခဲ့မိလို့မှန်သွားအောင်လို့ပါ"လို့ပြန်ဖြေတယ်လင်း။ဒါကြောင့်မက်ရှက်တွေပြောတယ်မဟုတ်လား။ယောက်ျားဆိုတာကြီးကြီးငယ်ငယ်တုံးတော့တုံးတာကြီးပါပဲလို့ ကဲဒီတပတ်တော့မက်ရှက်တေးကပြောချင်တာတွေမပြောသေးပဲမက်ရှက်တေးစီကိုရောက်လာတဲ့စာကလေးတစ်စောင်းနဲ့ပါတာတွေဖောက်တဲ့ချလိုက်ပြရစီဒီစာကစကိုင်းတိုင်းဖောင်းပြင်မြို့နယ်တန်ငါရွာကမထေးဝင်းစီကစာပါယောက်ျားဆိုရာမြို့ဟာ လူရှိသူရှိမှုရောက်ရင် မိမကိုနိုင်ချောင်းနဲ့ဝုန်းဝင်ကြောကြောပြောတတ်ချစမြဲမှုဒီလိုပြောတဲ့မျိုးတွေကို မြမမထေးဝင်းကလေးကလည်းနားမခံနိုင်အောင် ကြားရတယ်ထင်ပါရဲ့ရှင်။သူပတ်ဝန်းကျင်မှာတကယ်ဖြစ်ပြီးသူတကယ်တွေ့ရတဲ့အတွေ့အကြုံကလေးကိုမရှက်တေးစီစာနဲ့ရေးပြီးပြောတော့တာပါပဲလေ။တနေ့မှယောက်ျားတစုဟာအစည်းအဝေးကလေးတစ်ခုကို လုပ်နေတယ်။သူတို့နဲ့မနီမဝေးမှလည်းမိမတက်တိုက်ထိုင်စကားပြောနေကြတာကို မိမတွေစုမိတယ်ဆိုရင်ပဲစကားကဘေးနဲ့လက္ခဏာစီလွတ်လွတ်လပ်လပ်သွားတာပေါ့တိတ်မှန်တဲ့ဘေးရင်ဆရာရှိတယ်အိမ်ကိုခေါ်ပြီးကြည့်အောင်လို့တယောက်ကစပေးတော့မိမဆိုတာအချင်းချင်းစိတ်ဝမ်းကွဲတယ်မရှိဘူးမဟုတ်လားတပြုံးလုံးထလိုက်သွားကြရတာပေါ့ဒီဟာကိုအစည်းဝေးတဲ့ရှိနေတဲ့လင်းအောင်ကြားကတိသွားရော လူတွေရှေ့ကြတော့သူမိမဟာဘေးရင်ဆရာကိုအိမ်ခေါ်ပြီးမိမတတိုက်ဘေးရင်ကြည့်ကြတော့မယ်ဆိုတော့သူကတိတ်ဆက်ပြီးဒေါကန်နေသူဟာသူ့မိမကိုဘလို့မီးတည်တယ်ဆိုတာကိုလည်းပြကျင်နေတော့ဆိုတော့အကွက်ဆိုင်သွားတော့ပေါ့ဒါလောက်တောင်ဘေးရင်လက္ခဏာကြည့်ကျင်နေမိမအိမ်ကြမှာရိုက်ပြစ်မယ် အလကငွေဖြုံးတာပဲဘေးရင်ဆရာရောမိမတတိုက်ကိုပါရိုက်ချပြစ်မယ်။ဘာမီညာမီနဲ့ပေါ့ရှင်။လက်တိလက်မောင်းတွေတံမီပြောရတာကိုဘီနာကလူတွေကလည်းတခြားလူတွေကိုအာနာစရာကောင်းချောင်းဒီလိုမလုတ်တင်ချောင်း ရှင်ပြီးနှစ်သိမ့်ကြပါရဲ့နှစ်သိမ့်လေးပို့ဆိုးလာရတဲ့ဆိုပါပဲရှင်ဒီလူကရှူးရှူးရှက်ရှက်နဲ့အိမ်ပြန်သွားပြီး မိမကိုလည်းကြိတ်မောင်းတယ်ပြီးတော့ဘေရင်ဆရာနဲ့အမျိုးသမီးတတိုက်လဲအာနာပနာတွေဖြစ်ပြီးပြန်ကုန်ကြတာပေါ့ဘာမှမကြပါဘူးရှင်အိမ်ထဲမှာဝုံဝုံဒိုင်းဒိုင်းတွေဖြစ်ကုန်တော့တာပေါ့ပဝင်းကျင်ကလူတွေကလည်းလေအောင်ကျလက်လွန်သွားရင်ဇနီးတဲ့ခင်ဗျားတော့ဒုက္ခပါပဲဆိုပြီးတစေတစောင်းအကဲအခက်ကြီးတော့ လာလာ ဝုံတိုင်းတန်တွေကဇနီးဖြစ်သူမိမကဘိန်းပေါင်းနဲ့အကြောင်းပြပြီးပစ္စည်းပစ္စည်းတွေစောင့်နေတာကိုခဏလောက်လဲကြားရောပညာရှိယောက်ျားကြီးလဲကုတ်ကုတ်ကလေးရေပုံထမ်းပြီးရေထမ်းထွက်ခဲ့ရပါတဲ့တဲ့ကဲမယုံမရှိနဲ့တငါရွာသူညီမလေးရဲ့ကိုတွေးရှင်လင်ကလူတွေရှိမှကြဲပြတော့ မယားကတိုးတိုးတိတ်တိတ်လူကွဲရမှာကျဲလိုက်တာမင်းယောက်ျားခမနှုတ်လည်းမထိုးဝင်ပဲကုတ်သွားရတာကိုဒါရွာမာရင်မဟုတ်ပါဘူးမျိုးကလေးမာရောမျိုးကြီးမာရောတိုင်းပြည်နဲ့အဝွန်ဖြစ်နေကြအမှန်တရားတစ်ခုပါလေယောက်ျားတွေအကြောင်းပြောရင်းကခန့်ငယ်ငယ်ကဖက်မိရားလေးတစ်ခုသွားတတိရတယ်လေကဘာကျော်ဆော်လမင်ဘယင်ကြီးအကြောင်းပေါ့ သူဟာစီးစင်ဥစ္စာကျွယ်ဝပြီးမိမတွေအများကြီးယူထားတယ်ပညာလည်းအရှိဆုံးဘယင်ကြီးဆိုပဲဒါကိုအနောက်တိုင်းကလူတိုင်းလူလူသိကြပါတယ်လေဒါနဲ့ကြောင်ငန်တစ်ခုထဲမှာဆရာတပည့်တွေရဲ့ဉာဏ်ရည်ကိုစမ်းသက်ချင်တာနဲ့မေကွန်ကလေးတစ်ခုကိုမေးတယ်တဲ့ဟေ့ ဆော်လမွန်ဘုရင်ကြီးကဘာဖြစ်လို့ကဘာမှာပညာအရှိဆုံးပုဂ္ဂိုလ်ဖြစ်ရလဲသိရင်ဖြေစမ်းဒီတော့ကြောင်းသားလေးတယောက်ကခတ်သွက်သွက်ပဲထဖြေလိုက်တယ်တဲ့သူ့ကိုတွန်တင်ပေးနိုင်လောက်အောင်မိမတွေအများကြီးယူထားတာကိုတဲ့ကဲတွေ့လားခလေးတွေတောင်တိတ်ကုန်ကြပြီရှင်လောကမှာမိမ့်မဆိုတာမွေးကလေးကပညာရှိပြီးသားပဲ ယောက်ျားတွေကတော့မိမယူပြီးမှသာပညာရှိကြရတာမိမကတဆင့်တင်ပေးရတာကိုဒါတော့မှညံထိုင်းနဲ့ဘဲတွေကြတော့ပညာမဲ့ပဲဖြစ်နေကြသေးတယ်မယားကိုနိုင်နေဆိုတဲ့ယောက်ျားတွေမှန်ရင်မယားရဲ့ပညာကိုမှီအောင်မလိုက်နိုင်တဲ့ပညာမဲ့တွေပဲဆိုတာတထစ်ချတာယူဆထားလိုက်တော့ ဆရာတက်လုံးကိုတွားမင်းဟေးစိတ်တဘာဝဆိုဒီလိုပဲကိုညံ့နာကို အုတ်ဆိုင်ဖုံးကွယ်ပြီးตาတရားလှုပ်ပြောရတာစိတ်တဘာဝပဲဘဝင်နှိမ့်နဲ့ယောဂတဲ့ဆိုတာဒါမျိုးပေါ်လို့ထောက်ခံပြောကြမှာအမှန်ပဲထင်ပါရဲ့ဖြစ်မဲ့ခွေအမွှေးကတခြားလူမြန်မာစကားပုံရှိတယ်ဆိုလိုတာက အလားလာရှိမရှိကိုငယ်စဉ်ကပဲသိနိုင်ကြပါတယ်လို့ဆိုလိုတာပါပဲရှင်လူတွေမှလည်းကြီးလာရင် ဖြစ်ထုံးမဲမဖြစ်ထုံးဘူးဆိုတာကိုငငယ်ကလေးကအကဲခတ်လို့ရနိုင်တတ်ပါတယ်တက်မြီမီစဖိုးမရဲရဲဆိုတာမျိုးပေါ့ဒီစကားကို ပြောရတာမက်ရှက်ဒီတနေ့ကဈေးဝယ်သွားတော့ကကိစ္စကလေးတစ်ခုကိုတတိယလို့ပါလေ ကြောင်တကြောင်နားကဖြတ်သွားရတယ်။ကြောင်ကိုလွန်ပြီးတော်တော်ဝေးရောက်တော့မျက်နှာချင်းဆိုင်ဘက်ကမောင်နှမနှစ်ယောက်တုတ်တီးတုတ်ပြန်နဲ့ရှောက်လာရင်ပြောတဲ့ကြရတယ်။အကူက10နှစ်လောက်နှမကလေးက10နှစ်လောက်ရှိမှာပေါ့။ကြောင်မှမီတော့မှာကိုတော်တော်ပဲတော့ကရောက်နေကြပုံရှိပါတယ်။အကူကပြောလိုက်တဲ့ကြရတယ်။ဟေ့ ဟေးတို့တွေကြောင်းမိအောင်ခဏရက်ပြီးဖះမှာဆူတောင်းရရင်မကောင်းဘူးလား။အိုးကိုကိုကလည်းဒီလိုလုပ်ရအောင်ညီမတို့တအားပြေးသွားရင်ဗစက်ကဆူတောင်းသွားမယ်လေ။ကဲကြည့်ပေါ့။မိမဆိုတာငယ်စဉ်ကတည်းကဖြတ်ထွန်းညာရှိတာပဲ။ကြည်လာတော့တုံးတိညာရှင်ယောက်ျားတွေကိုကြောပြီးပညာရှိဖြစ်ကုန်ကြတာဘာစမ်းတော့မှလဲရှင် ဒီစကားတွေကအဖြစ်မှန်သဘောမှန်တွင်းမှုမျက်ရည်တရားပြောပြနေတာပါတကယ်ဆိုတော့လေယောက်ျားတွေ ထုံနာအားတာပညာမဲ့တာတဘာဝဖြစ်ပေမဲ့မျက်ရည်တေးလို့အနည်းနဲ့ဒီလိုထုံနာအားတာပညာမဲ့တာကိုမကြည်မနဲ့တော့ဖြစ်မနေပါဘူးသူတို့ကိုဒီလိုအတိုင်းပဲရှိစေခြင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့မိမတွေဟာယောက်ျားတွေကိုချစ်ကြိုက်ကြတာ သူတို့ဒီလိုထုံကြအကြပညာမဲကြလို့တာပဲဖြစ်ပါတယ်အကောင်ကြီးလို့အပေါ်စီးရတယ်ထင်စရာပေးမယ်ညံရမှာတော့ခွေးကြက်အောင်ရောက်နေကြပါတယ်စင်နဲ့စင်ဦးစီးလို့ပေါ့ယောက်ျားတွေလူကောင်ကြီးပေမဲ့ညံအားတာတဲ့မိန်းမတွေကကြိုးကင်ပေးနေရတာပါတလောကမိမချင်းစူဝေးစကားပြောတဲ့စကားဝိုင်းတစ်ခုမှာ မက်ရှက်တူကိုညီမငယ်တယောက်ကမေးတယ်။မမရှက်ညီမယောက်ျားယူရင်ဘလို့ယောက်ျားမျိုးကိုယူရမလဲတဲ့။အကျဉ်းဉဏ်တောင်းတာပေါ့ရှင်။ဒီကိစ္စမျိုးကြရင် တိတ်ကိုအကျဉ်းကြီးပေးချင်တဲ့မက်ရှက်တဲကလည်းရေငဲ့တုံးရေရင်းနဲ့ကြတယ်လို့ချက်ချင်းပဲပြန်ဖြေလိုက်ပါတယ်။ငွေကိုမြန်းမြန်းရအောင် ရှာနိုင်လောက်ညံရှင်ပြီးဒီလိုရှာလို့ရတဲ့ငွေတွေကိုညီမကိုစုပုံပေးလောက်အောင်တုံးတဲ့ယောက်ျားမျိုး ကိုတာရှာယူပေါ်ဒီလိုဖြည့်ရှင်ပေးလိုက်တော့ကောင်မကလေးကမျိုးလုံးကလေးဝိုင်းသွားပြီးပြန်မေးရှာတယ်လေဟင်းရှာရတော်တော်ခက်မှာပေါ့နော်တဲ့ငွေရအောင်ရှာနိုင်တဲ့အပိုင်းကသာခက်တာပါ တုံးတဲ့အပိုင်းကတော့ဘယ်ယောက်ျားကောက်ယူကောက်ယူ ဒီအရေးချင်းကတော့ရှိတာကြီးပါပဲလို့မဆက်တေးလဲဖြေးလိုက်ရတယ်။တုံးတောင်ဝင်းနေမြေမဆက်တေးဟာအမျိုးသမီးသူရဲ့အကျိုးအတွက်အခုလိုစောင်းပါးတွေကိုရေးသားတင်ဆက်နေတာကို လင်းတော်မောင်ကိုပွေလေးကနည်းနည်းကလေးမှမကြည့်ဘူးရှင်။မဆက်တေးဟာယောက်ျားရင်းနဲ့ပတ်သက်ပြီးအခုလိုရင်းနေနိုင်တာ သူ့ကိုအရင်နှီးပြူထားတယ်တဲ့။ သူဆိုလိုတာကမက်ရှက်တေးဟာသူနဲ့အိမ်အောင်ကြားလို့ယောက်ျားရဲ့အကြောင်းကိုခရင်စစ်တွင်းကြတီးပြီးအခုလိုရင်းနေနိုင်တာပေါ့လေဒါကြောင့်သူဟာမက်ရှက်တေးရဲ့ဝမ်းစာဂျေဆုရှင်နဲ့မကပါဘူးစာပေဂျေဆုရှင်ကြီးလည်းဖြစ်တဲ့ရှင်ဒါကြောင့်စာဆိုတော်လာမှာသူ့ကိုကြောတဲ့နဲ့တဲ့ဒီတော့မက်ရှက်တေးကဝမ်းထဲမှာရှိတဲ့ဝါရကိုအပြက်ကျင်ညာလိုက်ပါတယ် မက်ရှက်တေးဟာကို့စာပေကျေးဇူးရှင်တွေကိုတင်မကြော့မယ်လို့ဆုံးဖြတ်ထားတယ်။ကြည်ပါလား။ဖိုးဖိုးချက်ကိုတော့အခုတက်ထီမကြော့ရသေးတာလို့ဒီတော့မှဘဲကြီးလက်ငိမ့်ကြသွားတော့တယ်။ဒါမဲ့ तू မကြည့်ဘူးပေါ့လေ။ तू မကြည့်မယ်လည်းမသိပါဘူး။မက်ရှက်တေးကတော့မိမပြီးပြီးကိုပြောလိုက်ရရင်ပြီးရောလို့သဘောထားပါတယ်။အဲ့ဒါ तू ကမကြည့်ဘူးရှင်။ ဘယ်တော့မှ तू မကြည်ချမ်းတာပေါ်လာလဲတလဲဆိုရင် မကြသေးခင်ရပိုင်အတွင်းမှာပေါ့ तू တငယ်ချင်းဖြစ်တဲ့တောကကြောင်းစရာတယောက်ခါကိစ္စနဲ့ရောက်လာရင်လာလေတာကိုမက်ရှက်တေးဈေးသွားနေတော့သူတို့စကားလက်ဆောင်ကြနေကြတယ်မက်ရှက်တေးပြန်လာတော့ကိုပွေလေးကဝမ်းတာအရာလှမ်းပြုတ်လိုက်တယ်ဟေး မက်ရှက်တွေမင်းကယောက်ျားတွေတုံးချောင်းညံ့ချောင်းတွေကိုပေထက်အခရာတင်နေတာဟောဒီမှာကိုဘာမြင်ပြောတာနားထောင်ကြည့်ပါဦးသူတို့စီမှာခလေးတယောက်ကြောင်းမတက်နိုင်လို့အမေကစာရေးခွင့်တိုင်တယ်တဲ့ခွင့်စာကဘလို့ရေးလိုက်တလဲဆိုတော့ယနေ့ကျမသားလေးကြောင်းမတက်နိုင်တာခွင့်ပြုပါတဲ့သူ့အဖေကတိတ်ဖြားနေတယ်ဒီတော့နွားကြီးကိုအစာကျွေးဖို့ရှိတယ်မဟုတ်လားတဲ့ ဲ့မင်းတို့မိမတွေလှုပ်ပုံကြည့်ပါအောင်ဒီလိုပြောတော့မက်ရှက်တေးကသူ့မိဆွေတွေဘက်ကိုလှဲ့ပြီးအော်အဲ့ဒီမိမအမှန်ကိုပြောတာပဲမဟုတ်လားလို့မေးတော့သူ့မိဆွေကဟုတ်ပါတယ်အမှန်ပြောတာပါလို့ပြန်ဖြေတယ်ဒီတော့မက်ရှက်တေးကကိုပွေလီကိုဒီမှာကိုပွေလီသူ့ယောက်ျားကို तू အမှန်ပဲနွားထင်လို့နွားလို့ပြောတာရှင်ကမက်ရှက်ဒီအာကြပါစီတော့လို့ပြန်ပြောရလားလို့ပြောလိုက်တော့ဆရာလို့သူဟာပြူတူပြက်တဲ့ဖြစ်ပြီးဘလို့ဘလို့ဟိုမိမအိမ်မလဲထုံနဲ့နွားကြီးလို့ပြောနေတော့မယ်မက်ရှက်တေးလဲနောက်ဖေးဘက်ထွက်ခဲ့ရောရှင်လူလဲလုတ်တဲ့ကိုပွေလီတော့ခံသွားရတာပေါ့ရှင်သူလူလဲလုတ်တာအဆက်မဟုတ်ပါဘူးလေ သူဘာကြီးတယောက်လဲဒီလိုပါပဲသူတို့ကမျိုးရိုးရှိတယ်လေသူဘာကြီးဆိုတာကတောင်ပေါ်ရွာကလေးတစ်ခုမှနေတာတနေ့တော့သူကကိုပွေလေးစီကိုစာရေးလိုက်တယ်စာထဲမှာမင်းကလေးចောင်းပိတ်တဲ့ຫນွေရတီမှာငါတို့စီလာခဲ့ပါလားငါလှေပြန်ပွဲជីជីကြည်ကြဲလုပ်ဖို့စီစဉ်ထားတယ်ဆိုတာပါလာတယ်ဒါနဲ့မက်ရှက်တေးတော့လဲအန်အတင်သွားတာပေါ့ တောင်ပေါ်မှာချောင်းမပြော့နဲ့ရေအိမ်ကြီးကြီးတောင်မရှိဘူးဒီကြားထဲနှွေခေါင်ကောင်မှာလှေပြန်အောင်မတဲတိတ်ထူးဆန်းနဲ့ဆိုးပြီးမရှက်သေးတော့သွားကြတာပေါ့သူ့စကားမှားတယ်တော့မဆိုတော့ပေါ့လေလှေတွေကနန်တွေပဲရှိရဲ့ဝမ်းကဟောင်းလောင်းပေါက်ကြီးအဲ့ဒါကိုလူတွေဝင်းပြီးလှေနန်တွေကိုမထားကြရတယ် အချက်ပေးလိုက်တဲ့ဆိုရင်ပဲလှေတွေကိုသဲပြီးကွင်းထဲမှာပြေးလိုက်ကြတာမပြောပါနဲ့တော့ဒါဟာရိုးရိုးပြေးပွဲမလို့ပဲတက်တက်လူလေလောက်တာပေါ့ရှင်တောင်ပေါ်ကလှေပြိုင်ပွဲတဲ့မဟုတ်တာလုတ်တဲ့နေရာမှာသာအကယ်မီရထိုက်တဲ့ပုပ်ကိုကြီးတွေပေါ့တခါကပညာပေးဟောပြောပွဲတစ်ခုမှာတရိษံဆရာဝင်လားလူဆရာဝင်လားတော့မသိဘူး လူကြီးတယောက်ကပညာပေးဟောပြောပါတယ်။သူပြောသွားတဲ့အထက်ကတခုကိုကောက်နှုတ်တင်ပြခြင်းပါတယ်။ကျွန်တော်တို့ဟာခွေးယူဆိုရင်အင်မတန်ဂယုဆိုင်ပြီးရှောင်ကျဉ်တင်ပါတယ်။ခွေးယူကြိုက်ခင်ရတဲ့ဆိုရင်အင်မတန်စိုးရတဲ့အဖြစ်နဲ့ရင်ဆိုင်ရတာပဲ။ဒါကြောင့်ခွေးယူဟာမျက်နာမှာသို့မဟုတ်လယ်ဘေးမှာဖြစ်စေလက်မှာဖြစ်စေကိုယ်ခန္ဓာရဲ့အခြားမြည်သည့်နေရာမှာ ဖြစ်စေကြိုက်မိရင်ကဲ ကြည့်ပါအောင်ရှင်တကူလုံးမှာချွင်းချံစရာမရှိပါပဲနဲ့ဘယ်မှာဖြစ်စေဘာနဲ့ပြောနေရသူစကားကဟာတမပါပဲမဆက်တေးဖြစ်ရည်ကျင်လိုက်တာရှင်ပြီးတော့နောက်တစ်ယောက်ရှိသေးတယ်သူကအထက်ကဇာတိထင်ပါရဲ့စကားပြောရင်အင်မတန်အင်မတန်ဆိုတဲ့စကားလုံးကို အနမ်းလို့ပြောတတ်တယ်အင်မတန်ကောင်းတယ်ဆိုရင်အနမ်းကောင်းတယ်တဲ့ အင်မတန်လှတယ်ဆိုရင်အနံလှတယ်တဲ့အဲသူကများစင်မော်တက်ပြီးစကားပြောရသေးတယ်တဲ့ရှင်ကျွန်တော်တို့ရွာကအနံပြောစရာကောင်းပါတယ်ရွာဦးကဖုံးတော့ကြီးကြောင်းဆိုရင်အလျားကိုမဆိုထားနဲ့အနံကတော့အနံရှိပါတယ်ဒီတော့အလျားအလျားဟာအနံရှိပြီပေါ့ခမတရတီးကြီးတွေများမှဲ့ပြောနေပြီဆိုရင်အနံစားကောင်းတာပဲ သူပြောနေတော့မက်ရှက်တရားတွေးမိတယ်လေတရတီးရဘာဟုတ်သေးတလဲရဲอยู่ဒီမှဲ့ပြောနေအနံကောင်းမှတေးကြတယ်လို့နှာခေါင်းတော်ပိတ်ထားဖို့လိုချင်လိုလေအောင်မယ်ဟင်းယောက်ျားတွေကခတ်ပါတယ်ရှင်သူတို့ကိုသူတို့ထင်တလုံးနဲ့ဖြစ်နေတော့ပညာပေးနေလို့လည်းမရပါဘူးဓာကြောင့်လဲမက်ရှက်တေးဟာသူတို့ကိုပညာပေးနေဖို့မကြိုးစားပဲ။ အခုလိုတုံးတောင်ဝင်နေမြေထဲမှာမိမအချင်းချင်းအတိညာဖလှယ်နေရတာပါဒါကိုတောင်မှသူတို့တွေကမိမတွေကအာရင် အတင်းပြောဝယ်တက်တယ်လို့ပြောကြသေးတယ်မိမတွေလုံနေကြတာကနှင်းတော်ဖလှယ်ပွဲရှင်နှင်းတော်ဖလှယ်ပွဲ အတင်းပြောတာမဟုတ်ဘူးမိမတွေအချင်းချင်းပြောတဲ့စကားဝိုင်းမှမှယောက်ျားတွေကိုအရှိကိုအရှိတိုင်းတုံးတက်တာကြားရမယ် သူတို့ကဘာသိလို့လဲယောက်ျားတွေလုံပုံကိုင်မုံတွေကပြောရရင်မယုံနိုင်စရာပါပဲမက်ရှက်တေးရဲ့အဖို့မကွယ်လွန်ခင်ကပြောခဲ့တာကလေးကိုတတိယလိုပြန်ပြီးဖောက်တယ်ချလိုက်ပါအောင်မယ်အဖိုးကဖဖေကိုပြောပြတာမက်ရှက်တေးကြားရတယ်ဒုရီယာကဘာစစ်ကြီးမဖြစ်ခင်ကအเจ้าလေးပေါ့လေတခါကလူတယောက်မော်တော်ကားမောင်းလာတော့ ရဲကတွေ့တော့ကားကိုတားပြီးစစ်တာပေါ့။ "तू ကားနောက်ခန်းထဲမှာနွားပေါက်ကလေးတစ်ကောင်ကိုတင်လာတာကို"ရဲကစစ်တော့အဲ့ဒီလူက"သူခမတော်မှာပြင်းနေရှာလို့ကျွန်တော်ကမြို့ကိုအလဲခွန်ရရင်ကောင်းမယ်လို့တွေးမိပြီးခေါ်ခဲ့တာပါလို့ဖြေတယ်"ဒီတော့ဖေဖေက "तू ကအဲ့ဒီလိုဖြေတော့ရဲကဘာလုပ်တလဲ?"လို့မေးတော့အဖိုးက"ဟာ" ပလိတ်ကသူ့ကိုဆွဲချက်နှစ်ခုနဲ့ယုံတင်လိုက်တာပေါ့တခုကကားမောင်းတော့အယံမူးနေလို့နောက်တခုကနွားခိုးမှုပေါ့ကွာတဲ့ကဲယောက်ျားတွေအကြောင်းကတော့ပြောမဆုံးမတော်တုံနာမှာပဲရှင်သူတို့ကိုသူတို့ဘလောက်ပဲအထင်ကြီးနေနေသူတို့မရှိရင်ကဘာကြီးကဘလောက်ပဲမတိုးတက်နိုင်ဘူးလို့ပြောနေနေ တကယ်တမ်းလက်တွေကြကြသူတို့လောက်ကင်ပုံပြုတ်မှုပုံတွေတုံးသက်ခြင်းသူတို့ဟာအင်မတန်တုံးတဲ့အကြောင်းသူတို့မရှိလဲကဘာကြီးဟာအလဲမရောမဲ့အကြောင်းတွေကိုသိမြင်နိုင်ကြပါမယ်ကိုပွေလီလဲလှပါပြီးလို့သူ့ကိုယ်သူထင်နေပေမဲ့မဆက်တေးကနေဘဲဘက်ကထွက်တယ်လဲလို့မေးတော့သူကဟာ မင်းကယူနေသလားဒါကိုလူတိုင်းသိတယ်နေကအရှိတ်ဘက်ကထွက်တယ်တဲ့ဒီတော့မရှက်တေးကမှားတယ်နေဘယ်ကမှမထွက်ဘူးသူ့ပါတာသူရက်နေရလို့ပြောတော့မင်းဟာလူပြင်းကြိုက်စကားတွေတော်တော်ပြောတတ်တယ်တဲ့သူတုံးနာကိုဝင်မခံချင်ဘူးလေမိမတွေစုမိစုံမိရင်စကားစမိပြောကြတာပေါ့ဒါကိုယောက်ျားလေးက မိမရိယာအရင်အတင်းပြောတာပဲလို့ပြောကြတယ်။ဒါကတော့ယောက်ျားကြီးလည်းစုမရင်စကားပြောကြတာပါပဲပေါ့။ပြီးတော့စကားဆိုတာတစုံတယောက်အကြောင်းတော့ပါသွားတတ်တယ်။ဒီလိုဆိုတော့သူတို့လည်းအတင်းပြောရမလျှောက်ဘူးလား။ယောက်ျားကြီးဆိုတာဒီလိုပါပဲ။လောကမှာယောက်ျားရောမိမရော ပြုလုပ်ကြတဲ့အလုပ်တွေရှိတယ်။ဒါပေမဲ့မိမကပြုလုပ်ရင်ရှုံချပြီးပြောတတ်ကြတယ်။ သူတို့ပြစ်လောက်တာကြတော့ရင်ငုံထားကြတယ်။ဒါကယောက်ျားရဲ့အကျင့်ပဲ။သူများကမပြောတအောင်ကိုကဥအောင်လက်ညှိုးထိုးထားမယ်ဆိုရင်ညစ်တဲ့စိတ်နဲ့ပြစ်လောက်တဲ့အကျင့်ပဲ။မိမတွေကဖောက်ပြားတက်တယ်တဲ့။သူတို့ကတော့မဖောက်ပြားတက်တာကြာနေရပဲ။မယင်ငယ်နေတဲ့လူနဲ့လင်းငယ်နေတဲ့လူဦးရေစရင်ကောက်ကြည့်လိုက်စမ်းပါ။ ဘယ်အမျိုးအစားကပိုးပြီးဖောက်ပြန်တယ်လဲဆိုတာကိန်းကနဲနဲ့အတိအကျထွက်ပေါ်လာမှာပါကျူးလွန်တဲ့ဥယေကများတော့တရဝင်လက်ခံလာတလူတော်ဖြစ်လာရတယ်။နာရေးကြောညာရေးမှာတော့ဇနီးနှစ်ယောက်နဲ့သေးတဲ့လူရှိတယ်။လင်းနှစ်ယောက်နဲ့သေးတဲ့ကြောညာတော့မတွေ့ဘူးသေးပေါ့။ပြီးတော့သူတို့ကိုနိုင်က မာနာကြီးတဲ့ဘဝင်မြင့်တဲ့ပါလျက်နဲ့ မိမာရီယာမာနာကြီးတဲ့ခြေပြားထောက်တယ်နဲ့သူတို့ကဥအောင်လက်ညှိုးထိုးကျင်ကြသေးတယ်မိမာရီဒေါင်းမြေဖက်နဲ့စီးထားတာများသူတို့ကခြေပြားထောက်တယ်လို့မြင်သွားသလားမသိပါဘူးရှိပါစေရှိပါစေကိုအเจ้าနဲ့ကိုခြေပြားထောက်ရင်လေသူတို့ကဘာမှမခံနိုင်စရာအကြောင်းမရှိပါဘူးသူတို့ခေါင်းမော်တက်ပြီးခြေပြားထောက်တာမှမဟုတ်ပဲလူမိမ့်မကိုမဆူထားနဲ့ အဟိတ်တရိစ္ဆာန်ဖြစ်တဲ့ကြက်သဘဝတွေထဲမှာတော့တချို့ကြက်မတွေကခြေပြားထောက်ကြတယ်အင်္ဂလန်ပြည်အက်ဒင်ဘာရာအရက်ကကြက်ချံကြီးတစ်ခုဟာဆိုရင်တစ်နှစ်တစ်နှစ်မှာကြက်ဥတွေအက်အကုန်းလို့ဆုံးရှုံးရတာပေါင်၅တန်းအောင်ရှိရဆိုပဲဒါနဲ့သူတေသနာဌာနကဒါရိုက်တာလူကြီးဖြစ်တဲ့ဒေါက်တာတီစီကာတာဆိုတာကိုစုံစမ်းစီရင် သူကလေ့လာပြီးတော့ဘာပြောတယ်လဲသိလားတချို့ကျမတွေဟာခြေပြားထောက်ထောက်ပြီးဥတက်တာကိုဒီတော့ကျုပ်တွေဟာတံမှန်တလင်းပေါ်ကြပြီးအဲ့အကုံနာတဲ့ကဲကြည့်တော့ပေါ့ဥကိုဥရာတောင်ခြေပြားထောက်ပြီးဥသေးတာကိုအခြေကပေးလို့ဟန်ကြနေလို့ခြေပြားထောက်တာတော့စကားနဲ့ထပ်ပြောနေစရာမလိုပါဘူးလေထားပါတော့လေ ကိုအမူအရာတွေဆိုတာကတော့ယောက်ျားနဲ့မိန်းမတွေကတူကြတာများပါတယ်။ယောက်ျားတွေကသာဥအောင်ရှုတ်ချနေကြတာပါ။ဒီနေရာမှာသူတို့ကဥသွားတော့မိန်းမတွေဆိုတာကမရှုတ်ချတာတော်ဘူးပေါ့လေ။မိန်းမတွေကလည်းယောက်ျားတွေကိုအလကားနေနဲ့ရှုတ်ချမနေကြပါဘူး။သူတို့အကြောင်းကိုပြောနေရတာကကွာခြားချက်တွေရှိနေလို့သာ ပြောနေကြရတာပါ ယောက်ျားတွေကမိန်းမတွေရဲ့အကြောင်းကိုပြောပြီးဆိုရင်သူတို့ရှုထောင့်ကနေသူတို့ထင်ရတယ်ပြောနေကြတာပါမိန်းမတွေကယောက်ျားတွေရဲ့အကြောင်းကိုပြောပြီးဆိုရင်မှန်ကန်ပြီးဘသူမှမငင်းနိုင်တဲ့အချက်တွေကိုသူသာပြောကြတာပါတက်တီတာရခတွေနဲ့ကိုင်မီပြောတာကြည်အောင်မလားယောက်ျားတွေပြတဲ့တက်တီတာရခတွေက အခုခေတ်မှာဘယ်သူမှမမီလိုက်တာတွေကိုပဲတက်တေပြကြတယ်။ဥပမာမိမတွေဖောက်ပြားတာကို ပြောရရင်သူရောနန်ဒီတို့ဘဒုမကျင်ရတို့ပြောတာပြောနေကြရတယ်။သူတို့ရဲ့တာရကတွေကိုသူတို့တော့မမြင်ဘူးလိုက်ကြပါဘူး။ဟောမက်ရှက်တေးတို့ကြားတော့လက်စုပ်လက်ကင် ထင်းထင်းရှားရှားပြနိုင်တဲ့တက်တေတာရကတွေကိုပဲတိတ်ပန်နီလန်ကြက်ကြပြကြပါတယ်။ ဥပမာဆိုပါတော့အရွယ်ရောက်တဲ့ဆိုတဲ့စကားနဲ့ပတ်သက်ပြီးမက်ရှက်တွေပညာရှိတို့ချင်းကပ်မေးမြန်းမှုတွေယောက်ျားကြီးတွေဖြစ်ပြီးတိတိကျကျမဖြစ်နိုင်ကြဘူးတယောက်ကအရွယ်ရောက်မိမဆိုရင် အပြိုဖြစ်တာပေါ့ယောက်ျားဆိုရင် လူပြိုဖြစ်တာပေါ့တဲ့မတိကြလိုက်တာရှင်လင်းမရှိသမျှအပြိုရကြီးဖြစ်တာပေါ့ လို့ဆိုရင်အသက်40အထိအရွယ်ဆက်လက်ရောက်နေရတဲ့တပုံကြီးဖြစ်နေမှာပေါ့နောက်တယောက်ကြပြန်တော့လေအရွယ်ရောက်တယ်ဆိုတာကြီးလာတာပေါ့တဲ့ပိုတော်ဆိုးသေးတယ်ဒီလိုသာဆိုရင်မှနစ်ကစိုက်ထားတဲ့ဘန်နာပင်ဟာဒီနေ့အရွယ်ရောက်လာပြီလို့ဆိုရတော့မယ်ထင်တယ်ယောက်ျားတွေကမျှော်မှန်းထားတဲ့လောက်ပညာမရှိကြတာနဲ့မဆက်တည်းလည်းမထူတော့ပါဘူးဆိုပြီ မိမရီစီကိုပြန်ချင်းကပ်ပြီးအတိတ်ပဲဖောက်ထုတ်ခိုင်းရတယ်။မိမတယောက်ကပြောတယ်။ဟဲ့မက်ရှက်တည်းရဲ့ကောင်လေးတယောက်အရွယ်ရောက်ပြီဆိုရင်တိတာပါတယ်ကွယ်။ရွှေသွေးတွေဖက်နေရကနေပြောင်းပြီးမဂဇင်းမျက်နှာဖုံးပုံတွေကြည့်တော့တာပါပဲလို့ဆိုတယ်။ပြီးတော့နောက်တယောက်ကတော့ရှင်းပါတယ်ကွယ်ခလေးဟာအရွယ်ရောက်လာပြီဆိုရင်လူကြီးတွေကိုဘာမှမမေးကြတော့ဘူး။ သူတို့အာလုံတီပီးသားတွေလို့ယူဆကုန်ပြီကိုတဲ့နောက်တယောက်ကြားတော့အရွယ်ရောက်တယ်ဆိုတာကာတွန်ဖတ်နေရကရုပ်ပြတွေကိုကူပြောင်ဖတ်ပြီဆိုရင်အဲ့ဒါအရွယ်ရောက်တာပဲတဲ့ကဲကြည့်လေမျက်မှောက်ဖွားနဲ့ဆက်ဟက်ပြီးကွက်ကွက်ကွင်းကွင်းတခနဲ့ရှင်းရှင်းနားလည်အောင်ပြောနိုင်ကြတယ်ယောက်ျားနဲ့မိန်းမအတိညာနေပယ်မှာကွာခြားလွန်လာပါတယ် မိမတွေကယောက်ျားတွေထက်တာတာကြီးပါပဲ။ဒါကြောင့်လဲသူတို့မနာလိုလုံးတက်နေကြတာပေါ့။ဒါကြောင့်အတိဘယ်ရှင်လင်းတားတို့အပီးတံပြုစုတားတို့စိုးတဲ့လုပ်ငန်းတွေမှာမိမတွေကိုဒါထားလိုက်ပါတယ်။မရှက်တေးကိုဒါတာဝန်ပေးရင်ဟောအခုလိုတာဝန်ထမ်းဆောင်ပြလိုက်မှာပါ။အကြံဉာဏ် ကိုလုတော့မယ်လို့ဆုံးဖြတ်ပြီးသားကိုသူတပားထံကရယူတဲ့သဘောတူညီချက်။အိုမင်းချင်းယောက်ျားတယောက်ဟာသပင်းရဲ့စိတ်ကူးရင်မျောလင်းချက်ရင်ရှိမှုရှိစုမဲစုတီးခန့်စိတ်ကလေးဆိုရာတွေကိုဆွလွတ်လိုက်ရတဲ့ဘဝအရွယ်နှိုးဆက်နိုင်ခလေးမရှိသူများဟာကိုကိုအိမ်မော်ကြနေရကလန်တို့အောင်ပြုတ်လို့ပေးတဲ့စက္ကရိယာမျိုး စကားပြောတူတောင်းခြင်းတိတ်ဆိတ်နေခြင်းကလွဲရင် နှစ်သက်เสียအကောင်းဆုံးဟောပြောမှုမင်္ဂလာဆောင်ပစ္စည်းနဲ့ဝယ်ဆရတဲ့ပွဲ တကားပေါင်းခွေးအိတ်တိနေရကဲဒီလောက်ဆိုရင်သဘောပေါက်လောက်ပါပြီလေစကားဆိုတာအတိတ်ဘယ်ကို တိတိကျကျနဲ့မိမိရရဖွင့်ဆိုပြောပြနိုင်မှာ တဖက်သားဟာလည်းရှင်းရှင်းလင်းလင်းနားလဲတော့မှာပေါ့ယောက်ျားတွေကတော့ဒီလိုမဟုတ်ပါ နေရတကမှာငါတက်ကြီးတွေလို့ဩစာလဲပေးချင်လားပေးပါရဲ့ဆရာလှုပ်ချင်လားလှုပ်ချင်ရဲ့ဒါပေမဲ့သူတို့ပြောလိုက်မှာဖြစ်သူတို့စကားကိုကြားရတဲ့တဖက်သားဟာဘယ်တော့မှဆိုလိုချက်ကိုဓက်ခနဲ့နားမလည်နိုင်ဘူးစဝေစပေါ်နဲ့နဝေတိမ်တောင်နေဖြစ်ကုန်လို့ လုပ်ငန်းမတွင်ကျဲတဲ့ဖြစ်ရတရာဒုနဲ့ဒေးပါကိုပွေလေးရဲ့ဘာကြီးတရားကုံစုံဆိုင်ဖွင့်ထားတယ်တခါကဆိုင်မှာအလုတ်လုံးဖို့လူငယ်တယောက်ကိုအလုတ်ခန့်တာကိုအလုတ်ဝင်တဲ့မနက်မှာအဲ့ဒီဘာကြီးကဘလို့ခိုင်းတယ်လဲဆိုရင်ကုန်ပစ္စည်းတွေထားရနေရာကိုခေါ်သွားပြီဟေးမောင်ရင်ငါတို့ကုန်ပစ္စည်းလက်ကျန်ဆင်းကောက်မယ်ရော့စက်ကူနဲ့ခဲတယ်ဒီပစ္စည်းတို့တည်တည်ချာချာရေတွက်ပြီးဆင်းနဲ့မှတ်ခဲ့ ဲ့ဒီလိုခိုင်းနေကောင်လေးဟာညနေ9နာရီလောက်မှသူ့စီကိုလာပြီးဘာကြီးပဲအိတ်တဲအိတ်ထဲရေတွက်လို့ပြီးတယ်အဲ့ဒီအိတ်ထဲမှာပဲစီတွေဟာတောင်9658ဆရှိတယ်တဲ့ကဲမှတ်ကြရောပေါ့ အပိနာဆင်ပေးခဲ့ကြတဲ့တဦးချင်းတယောက်ချင်းစီတော်ဂျေစုအားကြီးအများကြီးပဲတင်ပါတယ်နော်အားလုံးကိုရောစိတ်ပါကျမ်းမာချမ်းသာအေးချမ်းပျော်ရွှင်ပြီးဘေးရန်အနေနဲ့အပေါင်းတွေကလည်းကင်းဝေးကြပါစေနော်